ါပါဒီတစ်ခေါက်က TikTok favorite အလကား Tony လေးကိုပြောပြပေးသွားမယ်เนาะ TikTok ကအရင်တစ်ခေါက်တုန်းက TikTok like Tony ကိုပြောပြဘူးတယ်เนาะဒီတစ်ခေါက်ခါကျတော့ TikTok favorite ကိုအလကားတိုးလို့ရတဲ့နည်းလမ်းကိုပြောပြမယ်เนาะဆိုတော့အရင်ဆုံးအဲ့ဒါတိုးဖို့အတွက် TikTok တဲ့ကိုဝင်လိုက်မယ်เนาะ TikTok တဲ့ဝင်ပြီဆိုတော့ သုံးမဲ့ဗီဒီယိုကြတော့ဒီဗီဒီယိုကိုသုံးမယ်နော်ဒီဗီဒီယိုမှာကြတော့ဒီမှာ view ကတထောင်ကျော်ရှိတယ်ဒီ view တထောင်ကျော်ရှိရတဲ့အကြောင်းရင်းကလေအာဒီ view တထောင်ကျော်လေးအလကားတိုးထားတာနော်အလကားတိုးထားတာဆိုတော့ဒီ view တိုးတဲ့နီလန်းကိုဗီဒီယိုတစ်ခုမှပြောပြပေးထားတယ်အဲ့ဗီဒီယိုကိုကြည့်ရှင်နေဆိုရင်ဒီဗီဒီယိုရဲ့ comment section မှာပြင်ထားပေးတယ်နော် ပြင်ထားပေးတယ်เนาะအဲ့မှာ view တိုးနဲ့နီလန်လေးကိုတစ်ချက်အမှတ်သားကြည့်လို့ရတယ်เนาะအခုကြတော့ favorite တိုးတဲ့နီလန်ကိုပြပြမယ်ဆိုတော့ဒီ view တိုးတဲ့လေးကိုဝင်လိုက်မယ်เนาะဒီ view တဲ့ကိုဝင်လိုက်ပြီဆိုရင်ဒီမှာတစ်ချက်ကြည့်လိုက် like က0 comment ကလည်း0เนาะဒီမှာ favorite ကိုကြည့်လိုက် favorite မှာ349ရှိတာအဲ့ဒါကလည်း အလကားတိုးထားပြီးသားနော်အခုကဒီ3ရက်49ကနေဘယ်လောက်ထိတက်သွားမလဲဆိုတဲ့ဥစ္စာကိုကြမယ်နော်ဆိုတော့ဒီဗီဒီယိုကိုတိုးမှဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုရဲ့ links ကိုယူရမယ်နော်ဒီဗီဒီယိုရဲ့ links ကိုယူဖို့ကဒီမှာအဆက်30ရှိတယ်အဆက်30တဲကိုဝင်မယ်ပြီးတော့ဒီမှာတွေ့လာ copy links copy link ဆိုတဲ့ဥစ္စာကိုယူလိုက်မယ်เนาะ copy link ဆိုတဲ့ဥစ္စာယူပြီးသွားရင်အဲ့ဒီ video ရဲ့ links ကို copy လုပ်ထားပြီးတော့ပြီเนาะအဲ့ဆိုရင် TikTok ထဲကနေထွက်လိုက်မယ် TikTok ထဲကနေထွက်လိုက်ပြီးသွားပြီဆိုရင် Chrome ထဲကိုသွားမယ်เนาะ Chrome ထဲကိုသွားမယ် browser တစ်ခုခုဆိုရင်ရတယ်เนาะ Chrome မှာမဟုတ်ဘူးကိုယ့်စီမှာ Mozilla ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင် phone ရဲ့ original browser နဲ့ပဲဖြစ်ဖြစ်တုံးလို့ရတယ်เนาะအခုကတော့ Chrome နဲ့လုပ်ပြသွားမယ်เนาะအဲ့ဆိုရင်ဒီမှာ search and site or type url မှာတစ်ချက်ကြည့်လိုက်မယ်ချေရိုက်လိုက်မယ်ပြီးရင်ဒီမှာရိုက်ထည့်မယ်နော် and r e e r dot c o n ဆိုပြီးရိုက်ထည့်ပြီးတော့ enter ခေါက်လိုက်မယ်နော်အစင်ဒီမှာဝင်လာပြီဒီလာဒီမှာ TikTok ပုံလေး TikTok ပုံလေးမှာဒီမှာ views ဒီမှာ favorite အခု favorite ကိုတုံးမှာနော် ပေရစ်ကိုတုံးမှာအဲဆိုရင် use ဆိုတဲ့ဥစ္စာကိုနေလိုက်မယ် use ဆိုတဲ့ဥစ္စာကိုနေလိုက်ပြီးသွားရင်ဒီမှာကိုကကိုတုံးတဲ့ video URL ကိုဒီမှာ paste လာလို့ရမှာနော်တခါတလေကြာရင်ဒီမှာသူကချိဆက်သွို့ဖို့ချိဆက်သွားဖို့အတွက်သူကအင်္ဂလိပ်စာလုံးရိုက်ခိုင်းနေရှိတယ်သူပြထားတဲ့အင်္ဂလိပ်စာလုံးကိုမှန်အောင်ရိုက်ပြရတယ်နော်ဒီတစ်ခါကျတော့သူကအာစာလုံးရိုက်ဆက်မလို့ပဲနေသူကတန်းပြီးတယ်ဆိုတော့သွားလိုက်နေ ဆို enter url မှာဒီမှာဖြည့်မယ်ပြီးတော့ paste လုပ်လိုက်မယ် sorry ဒီမှာ paste လုပ်လိုက်မယ်เนาะအဲ့ဆိုရင်ကိုခုန copy လုပ်ထားတဲ့ links ကဒီမှာ paste ရောက်သွားပြီเนาะအဲ့ဒါပြီးရင်ဒီမှာ search ဆိုင်ဆိုရင်သူအဒီဗီဒီယိုမှာဗာလီဘလောက်ရှိလဲဆိုတော့သူပြတ်ထားတယ်ဒီမှာ view က1069 comment မရှိဘူးဒီမှာ favorite က 349ရှိတယ်နော်အဲဆိုရင်ကိုကအခု favorite ကိုပဲထပ်သုံးမှဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ favorite ကိုယူမယ်အဲဆိုရင်ရသွားပြီနော်ဒီမှာ i success ဆိုရင် तू က favorite ကိုပို့ပြီးသွားပြီလို့ပြောတာ favorite set နော် favorite scent ဆိုပြီးတော့ favorite ကိုပို့ပြီးသွားပြီးအဲ့ဆိုရင်ဒီမှာပိတ်လို့ရပြီဆိုတော့ဒီမှာသူကနောက်ထပ် order တစ်ခုကိုထပ်လုပ်ဖို့ကသူကနောက်ထပ်5မိနစ်ထပ်ဆောင်ခိုင်းနေနော်အခုကနောက်ထပ် order မလုပ်တော့ဘူးဆိုတော့ထွက်လိုက်နေထွက်လိုက်ပြီးတော့ TikTok ထဲကိုတစ်ချက်ဝင်ကြည့်လိုက်မယ်နော်အဲ့ဗီဒီယို favorite တော့မတူဆိုတာ TikTok ထဲဝင်ကြည့်လိုက်ပြီးဒီမှာဒါမယ်ကိုယ့်ရဲ့ profile မှာကိုယ့်ရဲ့ profile မှာ refresh လုပ်မယ်နော်အဲ့မှာ तू အတစ်တုံးမတူတာတည်ရမှာ refresh လုပ်ရင်အပေါ်ကနေဒီလိုအောက်ကိုဆွဲချလိုက်ပြီးရင်ဒီ video ဝင်ကြည့်လိုက်မယ်ဒီမှာတွေ့လားတိုးသွားပြီနော်ဒီမှာ favorite က694ဖြစ်သွားပြီတွေ့လား favorite က694ဖြစ်သွားပြီဆိုတော့အဲ့လိုပဲ သုံးလို့ရတယ်နော်ဒီ ਉਹ ပဲဖြစ်ဖြစ် favorite ပဲဖြစ်ဖြစ်အဲ့ဒီ website မှာဝင်သုံးလို့ရတယ်နော်အခုပြတ်ထားတဲ့နီးလန်းအတိုင်းအဲ့ဆိုရင်အလကားရတယ်ဆိုတော့ကိုရဲ့ TikTok ကအလကားနီးရင်လည်း favorite လေး view လေးအဲ့လိုကိုအဲ့လိုမျိုးသုံးသားလိမ့်မယ်နော်ဆိုတော့ဒီနေ့ကတော့ဒီ video အတော့ဒီလောက်ပဲနော်ဒီနေ့ကအဲ့ဆိုရင် အကယ်လို့နေစရာလေးရှိခဲ့မယ်ဆိုရင်လည်း comment section မှာဝင်မေးလိုက်နော်အတန်းနိုင်ဆုံးနဲ့အမြန်ဆုံးပြန်လေးပြချပေးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်